နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ငြိမ်သက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれအော်ဒူဘာလာဆေရဲ့တောက်ကြနေ့ 88ခုနောက်သောဆလံအပိုင်ငယ်တပိုင်ငယ်6မှ18ကျွန်ုပ်ကိုကဲတင်တော်မူသောဘုရားသခင်ထာဝရဗျာအကျွန်ုပ်သည်ရှေ့တော်၌နေညာမပြတ်အဟစ်ပါ၏အကျွန်ုပ်ကိုအနက်ဆုံးသောတွင် မောင်မိုက်ဖုံးလွှမ်း၍အလွန်နဲ့နေသောအရ၌ချထားတော်မူပြီအမျက်တော်သည်အကျွန်ုပ်အပေါ်၌ဖိလျက်ရှိပါ၏လိုင်းတဘိုးတော်အပေါင်းတို့နှင့်နှိပ်စက်တော်မူ၏ အကျွန်ုပ်၏အသည့်အကျွမ်းများကို အဝေးသို့ရွှေ့တော်မူပြီးသူတို့အားအကျွန်ုပ်ကိုယွန်းရှားပွဲ ဖြစ်စေတော်မူပြီးအကျွန်ုပ်သည်အချုပ်ခံရ၍ပြင်သို့မထွက်ရပါအကျွန်ုပ်ခံရသောဒုက္ခကြောင့်အကျွန်ုပ်မျက်စိသည်ပြတ်ပါ၏အိုထာရဖျာကိုရောကို အစဉ်အော်ဟစ်ပါ၏အထံတော်သို့လက်ကိုဆန့်ပါ၏တေလျက်နေသောသူတို့အားအံပွေသောအမှုတို့ကို ပြတော်မူမီလော့ သင်ချိုင်းသားတို့သည်ထ၍ကိုရောကိုချီးမွမ်းကြပါမည်လောဂိူနာတော်ကိုသင်ချိုင်းတွင်၌၎င်းတစ္ဆာတော်ကိုပျက်စီးရအရက်၌၎င်းကြာပြောရကြပါမည်လောအံဝဲသောအမှုတော်တို့ကိုမောင်မိုက်သောအရက်၌၎င်းဖြောင့်မတ်တော်မူခြင်းတရားကိုမိလျော့ရာပြည်၌၎င်းသိရကြပါမည်လောအိုထာရဖျားကိုရောကိုအကျွန်ုပ်အော်ဟစ်ပါ၏နနဲ့အချိန်၌အကျွန်ုပ်၏ ပတ္ထနာသည်ရှိတော်သူရောက်ပါ၏။အိုသာရဗျာအကျွန်ုပ်ဤဝိညာဉ်ကိုအဘဲကြောင့်ပယ်တော်မူသည်နိ။မျက်နာရောကိုအကျွန်ုပ်မှအဘဲကြောင့်လွှဲတော်မူသည်နိ။အကျွန်ုပ်သည်ဒုက္ခဝေဒနာကို ခံရ၍သိစေရှိပါ၏။စီရင်တော်မူသောဘေးများကိုငယ်သောအရွယ်ကပင်ခံရ၍ပင်ပန်းပါ၏။အမြတ်တော်သည် အကျွန်ုပ်ကို လွှမ်းမိုးပါ၏။စီရင်တော်မူသောဘေးတို့သည် အကျွန်ုပ်၏အသက်ကိုညင်းစေသည့်တိုင်အောင်ရေကဲ့သို့အစင်မပြတ်ဝိုင်း၍တညီတညွတ်တီးဝန်းရံကြပါ၏ချစ်တော်သူနှင့်အဆွေခင်မွန်းကိုအကျွန်ုပ်နှင့်ဝေးဝေးရွှေ့တော်မူပြီးအသည့်အကျွမ်းတို့သည်အကျွန်ုပ်ထဲမှရှိကြပါ၏ချစ်တော်သူနှင့်အဆွေခင်မွန်းကို အကျွန်ုပ်နှင့်ဝေးဝေးရွှေ့တော်မူပြီးအသည့်အကျွမ်းတို့သည်မှောင်မိုက်ထဲမှရှိကြပါ၏88ခုမြောက်သောဆာလံပိုက်38မျောလင့်ချက်မဲ့လျက်စိတ်ပြတ်သူဤဆုတောင်းချားစ်မော်ရစ်တွင်ချစ်စရာကောင်းသောမိသားစုရှိတော်လေသူသည်အထီးကျန်ပြီးစိတ်ဓာတ်ကျနေခဲ့သည် သူကမိသားစုကိုထောက်ပံ့ပေးရခြင်းက ကြီးမားသောစိတ်ဖိစီးမှုကိုဇက်တိုက်ဖြစ်စေပြီးကိုယ်အသက်ကိုယ်တောင်အဆုံးသတ်ပစ်ခြင်းနဲ့ဟုပြောခဲ့သည်အံ့ဩစရာမှာချားလ်စ်ဒီခရီးယန်သာသနာလုပ်ငန်းတစ်ခုကိုလည်းဦးဆောင်နေပါသည်အမျှော်မြင်ရှိသည့်တငယ်ချင်းတူကသူ့အားစိတ်ဓာတ်ကြသည့်အခါစာလံကျမ်းဖတ်ခြင်းမှာငါတို့ပျော်မွေ့သင့်တယ်ဟုပြောခဲ့သည်ချားလ်စ်ဒီသူ့အခြေအနေနဲ့သက်ဆိုင်သောစံစာများဖတ်ရှုခြင်း ဂယုတဆိုင်နှင့်ကျမ်းမာရေးစေကူတမှုကိုခံယူပြီးဖျားသခင်ထံသူ၏နာကျင်မှုကိုယဉ်ဖွင့်ခြင်းဖြင့်သူ့ပေါ်ဖိစီးလေးလံသည့်စိတ်ပြဲအားငယ်မှုကိုကြော်ဖြတ်ခဲ့သည်။ဆာလံကျမ်းများသည်နာကျင်ရသည့်အမှန်တရားကိုဘွင်းဘွင်းပြောလေရှိပြီးအိစရာဟိတ်အမျိုးဟေမန်သည် အခါသီးဆုံးဆာလံကျမ်းများအနက်တစ်စောင်ကို ရေးသားခဲ့သည်။ဆာလံ88အပိုက်1အဖွင့်၌သာလျှင် အကျွန်ုပ်ကိုကယ်တင်တော်မူသောဖျားသခင်ထာဝရဖျားဟုမျှော်လင့်ချက်ကိုတွေ့ရပြီးဟေမန်ကအကျွန်ုပ်ကိုအ내ဆုံးသောတွင်မှောင်မိုက်ဖုံးလွှမ်း၍အလွန်နဲ့နေသောအရတ်၌ချထားတော်မူပြီးအမျက်တော်သည်အကျွန်ုပ်အပေါ်၌ဖိလျက်ရှိသည်ဟုဆိုကဖျားရှင်ကိုအပြစ်တင်နေပုံပေါ်သည်ထို့နောက်မျက်နာတော်ကိုအကျွန်ုပ်မှအဘယ်ကြောင့်လွှဲတော်မူသည်နည်းဟုမေးခဲ့၏ဆာလံကျမ်းအများစုသည် မျောလင့်ချက်ကိုပေးသောစကလုံးဖြင့်အဆုံးသတ်တော်လေဤဆာလံတွင်မူဟေမန်ကအတိအကျွမ်းတို့သည်မှောင်မိုက်ထဲမှရှိကြပါ၏ဟု အဆုံးသတ်ထားသည်၎င်းသည် အမှန်တကယ်မျောလင့်ချက်မဲ့နေသူတူဤဆုတောင်းချက်ဖြစ်ပြီး ဟေမန်သည် သူ၏နာကျင်မှုအလုံးကိုဖျားသခင်ထံသို့အော်ဟစ်အနှံခဲ့သည်ဆာလံ88ကိုကျွန်ုပ်တို့ဖတ်ရှုသောအခါမိမိသည်တယောက်တည်းမဟုတ်ကြောင်းနားလည်ရသည် အခြားသူများလည်းစိတ်ပြက်မျောလင့်ချက်မဲ့သောခံစားချက်များကို တွေ့ကြုံခဲ့ရပြီး၎င်းတို့ကိုရဲရဲကြီးဖွင့်ဟခဲ့ကြသည် ဟေမန်၏ယူသားစွာဝန်ခံမှုကိုဖျားရှင်နားညောင်းတဲ့ကဲ့သို့သင်အတွက်လည်းကိုတော်ရှိနေပြီးသင်ကိုယ်လည်းသူနားထောင်ပေးပြီးသည် ဆာလံ88ဤမြည်သည့်အပိုင်းကသင်နှင့်အများဆုံးပတ်သက်နေသည်။ယနေ့ဖျားသခင်အားသင်ပါမေးမည်နီ။အဖဖျားသခင်တခါတရံ၌ဆုမတောင်းနိုင်လောက်အောင်အလွန်နာကျင်ပါ၏။ကျွန်ုပ်၏နာကျင်မှုနှင့်ယူသားစွာဝန်ခံမှုအလုံးကိုယူပြစ်နိုင်သည့်အထိကိုတော်ကြီးမြတ်လွန်းသည့်အတွေ့ ဂျေစုတင်ပါ၏။သခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်။အာမင်။နေစဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။